ခဲ့တာပေါ့ဘွားမှာအဲ့လိုပြောอ่ะအဲ့လိုမျိုးတော့ဒါလူတိုင်းလူတိုင်းမှာလည်းရှိမယ်ထင်တာပဲပေါ့နော်ဒါပေမဲ့ညီမကလည်းအခုတလောမှာအဲ့လိုမျိုးဖြစ်တာဆိုတော့အမ်စိတ်မကောင်းစိတ်မကောင်းဖြစ်တာလောက်ပဲရှိတာပါဒါပေမဲ့လူဆိုတာကဟိုလိုရမလဲဟိုသူ့ကံတရားနဲ့သူပဲလေတရားမှာဒီလူဘလို့ပဲလှုပ်လှုပ်အဲ့လိုဖြေလည်းမရှင်းကျင်တော့ပြောလည်းပြောကျင်တော့ကိုလည်းကိုလှုပ်ဆရာရှိရလှုပ်မယ်ဘယ်လောက်ပဲအဲ့လိုပဲကောင်းနေမှာပဲထင်တာဖြေရှင်းပို့ရှုပ်တယ်အဲ့လို တခါအရန်အဲ့လိုမျိုးတိတိချင်းမှာတော့ဖြေရှင်းတဲ့အချိန်တော့ကလူတွေကကိုဘီလိန်မလို့ပဲထင်ကြရပါတော့နော်အဲ့အဲ့တော့အဲ့လိုပဲထင်ခံလိုက်တယ်ဟုတ်တယ်ကျွန်မခင်မို့မို့ရပါဆိုပြီးတော့ပြောလိုက်တယ်ဘာလို့ဆိုမဖြေရှင်းကျင်တော့အာညီမကဒီကားထဲမှာ တန်နာမိုးပေါ့နော်အဲအခုအကွာအဲ့ဒီဟာနည်းနည်းမေးရမတန်နာမိုးလားတန်နေမိုးလားဆိုတာပေါ့နော်ညီမနာမည်နှစ်မျိုးဖြစ်နေအောင်ညီမဒီဟိုပြထားတဲ့ထဲမှာတော့တန်တာမိုးအနေနဲ့ပါဝင်သေးရောက်ဆောင်မှာပေါ့နော်မမောင်ဇော်ရဲ့ဇနီးအတော့ရရလာပြီဆိုအိမ်အောင်တယ်ပဲရိုက်တော့တယ်နောင်တယ်ကအိမ်အောင်တယ်ဇက်ရုပ်ကကြတော့ရှေ့မှာလည်းအိမ်အောင်တယ်အနေနဲ့ကခင်မေတန်းလိုက်ရိုက်ပူတာ ਉਹ ဒါပေမဲ့ဟွာကြတော့ဟာတာပုံစံလေးဆိုတော့ဒီတစ်ခါကြတော့လုံးဝဟာ van ဈေးလိမ်ပေါ့နော်အဲ့လိုပုံစံမျိုးအနေနဲ့သွားမှာဆိုတော့ character တော့ဝယ်တယ်ပြီးွားတော့ဒီကားထဲမှာညီမတစ်ခါမှမလုပ်ဘူးရဲ့ဈေးလိမ်ဈေးရုပ်ပုံစံမျိုးလောက်ရမှာဆိုတော့အညီမတော်လည်း challenge ဖြစ်တယ်ပေါ့ဒီကတော့ညီမတို့ဒီအပြင်လောကမှာလည်းရှိတယ်လေမိသားစုတွေရဲ့အမွေအဲ့လိုခွဲဝေမှုတွေညီကောင်မောင်နှမရဲ့အဲ့အဲ့လိုပြဿနာလေးကိုအဓိကထားပြီးတော့လုပ်ထားတာပေါ့အဲ့ဇက်ကလည်းအဲ့လိုမျိုးပဲအပူလေးပဲမအေးဝါဘူးအပူလေးပဲ ်အမားကတော့မိသားစုညီမတို့အိမ်မှာကတော့မိသားစုပတ်သက်မှုကပျော်ရွှင်မှုကတော့အပြည့်ပဲ။ဒါဆိုတော့ညီမတို့အိမ်ကမိသားစုကအလိုပျော်ပျော်ရွှင်ရွှင်ပဲဆိုတော့ဒီလိုမျိုးကြီးတွေလည်းမရှိဘူး။အဲ့လိုဖောက်ပြန်တာတွေလည်းမရှိဘူး။ဘာမှမရှိခဲ့ဘူးဆိုတော့အပြင်ကအိမ်ကကိုယ့်အိမ်ကမိသားစုဘဝကြောင့်ပြောဖို့ကောင်း။ဒါပေမဲ့ကိုရိုက်နေရတဲ့ဇက်တွေကဖောက်ပြန်တာတွေများတယ်။အော်မဘူကင်းနဲ့ကဟုတ်တယ်မဘူကင်းနဲ့အရင်တော့ကအဲ့လိုမျိုးတူးတူးဆိုင်မှာသွားအားပေးရင်လည်းအဲ့လိုခင်သွားပါဟုတ်ချိုတင်ပြင်ဆင်မှုအနေနဲ့ဆိုတော့ညီမအခုသပင်ညှက်လိုက်ရပြီပေါ့နော် ညီမကပထမသပင်းအရှိထားမလို့ပဲဒါပေမဲ့အခုဇဲရုပ်ထဲမှာလည်းအကုန်လုံးကလည်းသပင်းအရှိတွေလည်းဖြစ်နေတော့ညီမနည်းနည်းကွဲထွက်ချင်တာနဲ့ပေါ့နော်။ဘာလို့ဆိုဗန်တွေကလည်းဒီထဲမှာများတာ哦။များတော့အညီမလည်းကွဲထွက်ချင်တာနဲ့ဆိုတော့သပင်းတူညီမညှက်လိုက်တာပေါ့နော်။အဲ့ဒါလည်း style ကမိတ်အေကေပေါ့နော်။မိတ်အေကေနဲ့တိုင်းမင်ကြည့်တယ်။မိတ်ကတမိဒီလိုလေးလှုပ်လို့ရမလားဆိုတော့မိတ်ကနေတစင်းအဲ့လို director တွေ producer တွေနဲ့ပြောပြင်းနေရမှာအဆင်ပြေတယ်ဆိုတော့မှညီမစပင်တို့ညှက်လိုက်တယ်ပေါ့နော်တန်ပါတယ်ဘာလို့လဲဆိုတော့ အများတန်းနဲ့ညီမဒီလိုမျိုးတွေပေးဆက်ဒီလိုမျိုးတွေဟိုဖြစ်တော့ဂျီယောသူဆိုလဲညီမတကောင်းလုံးစပင်ကောက်ပြရတာပဲလေညှက်ပြရတာပဲသူများရင်လည်းမတူအောင်ဆိုတော့အဲ့လိုမျိုးအများကြီးပေးဆက်တဲ့အတွက်လည်းညီမအတွက်တန်ရတန်ကြီးပြန်ရရပေါ့နော်အဲ့ဒါဘာလဲဆိုတော့ညီမကိုပြိသက်တွေအားပေးမှုပဲအဲ့ဒါကတော့ပြိသက်တွေညီမကိုအားပေးတယ်ညီမတရုတ်ဆောင်တာကိုလက်ခံတာကတော့ညီမရဲ့တန်ရတန်ကြီးပဲပေါ့နော်ဟုတ်တယ်ဟုတ်တယ်ပြိသက်တွေကဟုတ်တယ်အဲ့ဂျီယောသူဆိုလဲဝေဝေပဲသူတို့ခေါ်ကြရတယ်ပေါ့နော်ဟုတ်ပညာတော့လေအရှင်းဆုံးပြောညီမတို့ကပေါ့နော်ဟိုသူများတွေလိုအမှုပညာကိုချစ်တာတော့ ညမတို့ကဒီလုံကြီးကိုယူသွက်တာယူသွက်တာဆိုတဲ့အတိုင်းဒါကြီးကိုအဲ့လိုအငဲလှုပ်ချင်တယ်သိရမလားအဲ့လိုတစ်ခါတည်းကနေစိတ်တက်ကြတဲ့အချိန်တွေရှိတယ်။ဟာဒီလုံကြီးမလှုပ်ချင်တော့ပြောပြင်မှာလေကိုယ့်စီအလုပ်ကလေးလာရင်အငဲပြုတ်ရောအဲ့လိုမျိုးပေါ့နော်။ ခါကျရင်ဆိုင်ရတဲ့အချိန်တွေကြာရင်လည်းငါမလုပ်ချင်တော့ပါဘူးငါမလုပ်တော့ဘူးပြောပေမဲ့လည်းကိုယ့်စီတကယ်တမ်းဒီအခွင့်အရေးရောက်လာတဲ့ခါကျရင်လက်မလွတ်နိုင်ဘူးအဲ့လိုမျိုးအဲ့လိုမျိုးပေါ့နော်အဲ့လိုထိလို့ညီမတို့ကယူသွက်တာပေါ့ဒါတော့လူတိုင်းမှာတော့အဲ့လိုမျိုးပညာသမားရဲ့မှာမဟုတ်ဘူးပေါ့နော်လူတိုင်းဘယ်သူမှမစိုးပန်းနိုင်ရတော့ရှိကြတာပဲလေဒါပေမဲ့လည်းဟိုပန်းနိုင်ရလည်းအကြောင်းကြောင်းကြောင်းရောက်လာလားရောက်မလာဘူးလားဆိုတာလည်းအမူတည်သေးတယ်ပေါ့နော်အရာအလုံးပေါ့အဲ့လိုမျိုးဆိုတော့ညီမတို့အများကြီးမျှော်လင့်ထားတယ်ဒါပေမဲ့မျှော်လင့်ထားလို့ဖြစ်မလာရင်လည်း ဟာလာဘာလို့လဲဆိုတော့မြမအရင်စိတ်ထဲမှာမထည့်ထားဘူးပေါ့နော်ဘာလို့ဆိုတော့တစ်ခါလေကြာရင်ကိုမျောလင့်ထားသလိုဖြစ်မလာတဲ့အရာတွေကြာရင်ကိုပဲစိတ်မကောင်းဖြစ်ရလေအဲ့တော့ကိုကိုအခွင့်အရေးတွေပေးလိုက်ရင်ကိုအကောင်းဆုံးစူးစမ်းမယ်အခွင့်အရေးတွေဘယ်အခွင့်အရေးမဆိုပေးလာပေးလာသမျှအကောင်းဆုံးစူးစမ်းမယ်အကယ်လို့ညီမရောဟုတ်ပြီဟုတ်ပြီအမှုပညာလောက်ကသူနဲ့အဆင်မပြေတော့လို့မှဖြစ်ဘူးဆိုလည်းရတဲ့ကိစ္စမရှိဘူးညီမဆက်မလုပ်ဆက်မလုပ်ပြင်မဲ့လည်းညီမတခြား social အနေနဲ့ညီမပြန်ပြီးထုတ်ပါဘူး ညီမအဲ့လောက်ထိညီမစဉ်းစားထားပါတော့စိတ်ဓာတ်တော့ကြာစိတ်ဓာတ်ကြာတယ်ဆိုတာအဲ့လိုပေါ့နော်အဲ့လိုကြားထဲမှာတခြားအဲ့လိုပြဿနာလေးတွေဖြစ်ခဲ့တဲ့အချိန်လေးတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ပြဿနာတွေတော့ညီမတို့မပြောတော့ပါဘူးဒါပေမဲ့အဲ့လိုမျိုးတွေဖြစ်တဲ့အချိန်ဆိုရင်ညီမအရင်စိတ်ဓာတ်ကြာတယ်အဲ့လိုကိုမထင်ထားတဲ့လူကကို့ဘော်ဒီလိုမျိုးဆက်ဆံသွားတဲ့အခါတွေဆိုလည်းစိတ်မကောင်းဖြစ်ရတယ်အဲ့လိုမျိုးပေါ့ဒါပေမဲ့ညီမစိတ်ဓာတ်ကြာလဲခဏပါပဲပြီးတော့ရင်လည်းအမြဲစိတ်ဓာတ်ကြာနေလို့မှမရဘူးဒီတယောက်ကဘာလို့လဲဆိုတော့ဘဝမှာက အသက်ရှင်နေသေးသေးရရက်တရာကိုအရှင်သန်အောင်မယ်အဲ့လိုဆိုတော့ငါစိတ်တက်ကြလို့ဆိုပြီးတော့ဘွားကြီးကိုဖြတ်တယ်လို့နေနေလို့မရဘူးလေအဲ့လိုဆိုတော့ညီမစိတ်တက်ကြလဲခဏပဲပြီးတော့ရင်ညီမပြန်ပြီးတော့ငါဘာလုံးအောင်လဲဆိုတော့ခေါင်းထဲပြန်ဝင်လေကိုအကောင်းဆုံးဖျက်အောင်လဲတုံခဲ့တာပေါ့ဘွားမှာအဲ့လိုပြောอ่ะအဲ့လိုမျိုးတော့ဒါလူတိုင်းလူတိုင်းမှာလဲရှိမယ်ထင်တာပဲပေါ့နော်ဒါပေမဲ့ညီမကလည်းအခုတလောမှာအဲ့လိုမျိုးဖြစ်တာဆိုတော့အမ်စိတ်မကောင်းစိတ်မကောင်းဖြစ်တာလောက်ပဲရှိတာပါဒါပေမဲ့လူဆိုတာကဟိုလိုရမနေကိုသူ့ကံတရားနဲ့တူပဲလေတရားမှာ ဒီလိုဘလို့ပဲလုံးလုံးအဲ့လိုဖြည့်လည်းမရှင်းညံတော့ပြောလည်းပြောကြံတော့ကိုလည်းကိုလုံးဆရာရှိရလုံးမယ်ဘလောက်ပဲအဲ့လိုပဲကောင်းနေမှာပဲထင်တာဖြည့်ရှင်းပို့လျှောက်တယ်အဲ့လိုတခါအရန်အဲ့လိုမျိုးတိတိချင်းမှာတော့ဖြည့်ရှင်းတဲ့အချိန်တော့ကလူတွေကကိုဗီလိန်မလို့ပဲထင်ကြရပါတော့နော်အဲ့အဲ့တော့အဲ့လိုပဲထင်ခံလိုက်တယ်ဟုတ်တယ်ကျွန်မခင်မို့မို့ရပါဆိုပြီးတော့ပဲပြောလိုက်တယ်ဘာလို့ဆိုမဖြည့်ရှင်းညံတော့ဒီလူတယောက်ကောင်းနဲ့မကောင်းဘူးဆိုတာကလေကိုပေါင်းကြည့်လိုက်တယ်ကိုတိသွားတယ်ဟာသူမကောင်း ကိုဆက်မပေါင်းတော့ကိုပဲချောင်ထွက်ပေးလိုက်တော့အဲအဲ့လိုပဲခေါင်းထဲမှာထားတယ်အဲ့လိုမကျင်တဲ့လူပထမဆုံးကဆက်ဆက်ဒေါသထွက်တဲ့အချိန်ကလူတိုင်းဆိုင်နေပြန်လှုပ်ချင်တာဒါပေမဲ့ညလည်းလှုပ်ချင်တော့ဘာလို့ဆိုတော့ဟိုဖះအောင်မှာပြောထားတာပဲကောင်းတာလှုပ်တဲ့သူကကောင်းတာဖြစ်တယ်လေမကောင်းတာလှုပ်တဲ့သူကမကောင်းတာဖြစ်ပါတယ်အဲ့တော့ကိုစိတ်ကိုပဲကိုကောင်းအောင်ထားလိုက်တော့သွားလဲဖြစ်ပါစေတော့ဘာလို့ဆိုတော့ရိုက်နေရတဲ့ဇက်တွေကလည်းဒီလိုမျိုးတွေပဲဆိုတော့ရတယ်ဖြစ်အဲ့လိုအိမ်မောညီမပြောသလိုပေါ့ဘွားမှာတင်ငန်းစာတွေကတင်ယူလို့မစုံလေ။ဘာလို့ဆိုတော့ညီမတို့အသက်တွေကတစ်နှစ်ပြီးတစ်နှစ်ကြီးလာသေးရင်ညီမတို့ကတင်ငန်းစာတွေကတစ်ခုပြီးတစ်ခုတင်ယူနေရမှာပဲ အခုဆိုလဲညီမအသက်နောက်တစ်နှစ်ထပ်ကြီးလာပြီအဲ့လက်ခါကျတဲ့နောက်ထပ်ဘာတင်ငန်းစာတွေတင်ရမလဲဆိုညီမတို့မသိသေးဘူးလေအဲ့လိုတော့ညီမမပြုံးပြအောင်ကြုံလည်းမပြုံးပြသလိုနှုတ်လည်းမဆက်ဘူးဟာလဲမုံလည်းမမုံဘူးချစ်လည်းမချစ်တော့ဘူးကိုယ်ကောင်းနေမှသူ့ကိုမရှိတော့လားအဲ့လိုဟာမြစ်တတရားအရေးကြီးတာပေါ့အရေးကြီးတယ်ဘာလို့လဲဆိုတော့လူတစ်ယောက်နဲ့တစ်ယောက်ကဥမာအခုအမနဲ့ညီမနဲ့စကားပြောတယ်အမလည်းညီမကိုခင်လို့ချစ်လို့ညီမလည်းအမကိုခင်လို့ချစ်လို့ဒီလိုမျိုးတွေဖြစ်တယ်လေအဲ့တော့ဒါကမြစ်တာပဲလေမြစ်တာတရားနဲ့ကိုချင်းစာတရားဆိုတာလူ့ဘဝမှာအရေးကြီးဆုံး လူဆိုတာကိုချင်းစာစိတ်မရှိဘူးဆိုရင်အဲ့ဒီလူကလေဘာပဲလောက်ရလောက်အကုန်လောက်တဲ့သူပဲ။ဟောဆိုတစ်ဖက်လူကိုချင်းမစားတာ။အဲ့တော့အဲ့လိုလောက်သွားတဲ့သူရှိလဲကိုကမျက်တံနဲ့ပဲထုတ်ပြန်တာ။ညီမစိတ်ထဲမှာညီမတွေးထားတာကြပါတော့။ကိုဘက်ကသာစစ်မှန်တဲ့မြတ်တာပေးရင်အဲ့ဒီလူကမယူတဲ့အိမ်မြတ်တာစုမှာ။အဲ့တော့ညီမအဲ့လိုပဲတွေးလိုက်။အာနားလည်သွားပါဗောဒီတစ်နှစ်မှရတော်တော်နားလည်သွားအားကြောင့်မလဲဒီလိုစကားကြီးပြောနိုင်တာဗောနောက်မို့ဆိုရင် ဘွားအားကြောင့်ခုနကပြောသလိုပေါ့နော်သင်ခန်းစာတွေကဘယ်လောက်ပဲတင်ယူတင်တင်လို့မစောင်းဘူးလေဘာလို့ဆိုတော့ညီမတို့အခုအခုတနှစ်မှညီမဒီဒီလိုမျိုးအဖြစ်ပြက်ကြုံတွေ့ခဲ့တယ်နောက်တနှစ်မှလည်းညီမဘယ်လိုအဖြစ်ပြက်တွေထပ်ကြုံတွေ့မှာလဲဆိုတော့မသိရဘူးလေအဲ့လိုဆိုတော့အဲ့ဒါတွေကိုလည်းကိုကပြန်ပြီးသင်ခန်းစာပြန်တင်ယူပါအဓိကကတခုပဲကိုစိတ်ကောင်းဖို့ပဲရေးချင်တယ်သူများလာရုံမှတိုင်းကိုကပြန်ရုံမှခြင်းတဲ့စိတ်တော်ရှိတာပေါ့ဒါပေမဲ့အဲ့လိုမျိုးတွေလည်းမတွေးနေတော့ကိုစိတ်ကိုကောင်းဖို့လုပ်မယ်ကိုဘွားအဓိကကိုကိုယ်တိုင်အရေးကြီးဆုံးပဲအဲ့တော့ကိုကိုကိုကွန်ဖီဒန့်ရှိအောင်နေတယ်ဘွားအဲ့လိုမျိုးပဲ ကိုပါအကောင်းဆုံးဖျောက်မယ်မို့လို့ကိုညီမရဲ့ချမ်းမြေ့စေချောင်းစကားလေးလာတဲ့ခါကျရင်တဏမိုးဆိုတဲ့ character လေးကိုလည်းအားပေးကြပါဦးလို့ပြောချင်ပါတယ်ရှင်အားလုံးတက်တာ